။ Okay. အားလုံးပဲမင်္ဂလာပါ။အာဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကဒီ free crash ပေါ့နော်အဲ့ဒီကနေပြီးတော့အာ game လေးတစ်ခုဆော့ပြမယ်ပေါ့နော် game ဆော့ပြမယ်ဆိုတာအမေဘယ်လိုပြောမလဲတရားကအရင်တစ်ခါကကျွန်တော်ပြောထားတယ်ဒီက game တွေဆော့လို့ရှိရင်ပေါ့နော်နိုင်လို့ရှိရင်ပတ်စံအာပတ်စံရတယ်လို့ပြောထားပြောထားပါပေါ့နော်ဒါပေမဲ့တချို့ brother တွေက game တွေမဆော့တိုက်ဘူးဖြစ်နေဗျာအ မစော့တိုက်ဘူးပေါ့နော်အဲဒီကြောင့်ဘယ်လိုစော့ရမလဲကျွန်တော်လည်းဒီယုံဒီဂိမ်းတွေကိုအကုန်လုံးဘယ်လိုစော့ရမလဲဆိုတော့ကျွန်တော်လည်းမသိပါဘူးဒါပေမဲ့အာကိုစော့တက်မဲ့ဂိမ်းလေးတွေရွေးရှာပြီးတော့စော့ဖို့ဗျာနော်ဒီတကားတော့ကျွန်တော်ဒါကိုအသေးစိတ်လေးနည်းနည်းပြန်ရှင်းပြမယ်ကျွန်တော်တို့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါ recommend for you ဆိုတာကကြတော့ဒါကကြတော့ သူစော့ခိုင်းစေချင်တဲ့ game တွေဗျာဒီကောင်တွေကတအားကြီးကြီးရေလို့ကျွန်တော်ထင်တယ်ဒီမှာကြည့်လိုက်ဒါဆိုလို့ရှင်လည်းဒါလောင်းကစား game ပိုင်ညာဘောနော်ဒါဒါတွေကတစ်ခုလုံးတက်မှတ်ချက်တွေပြီးွားတဲ့အထိနိုင်နေဆိုလို့ရှင်တူအောက်မှာဒီလိုမျိုးဒီမှာပတ်စံလေးပြတာဗျာ59ဒေါ်လာအတခုပြောချင်တာဒီကောင်ကတကယ်ပတ်စံထုတ်လို့ရတာပါတချို့လူတွေကပတ်စံထုတ်လို့ရတဲ့နေရာမတည်ဘူးကျွန်တော်ဒီမှာပြလိုက်မယ်ပတ်စံထုတ်လို့ရနေရကျွန်တော်တို့ cash out ကိုနေလိုက် ခက်ရှောက်ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအ ਨੇ ဆုံးထုတ်လို့ရတာကဘလောက်လဲဆိုတော့ဒီမှာ net dollar ပေါ့နော်2.50ပေါ့နော် net dollar နဲ့ပြန်90ဆိုလို့ရှိရင်ဒါအ ਨੇ ဆုံးထုတ်လို့ရတယ်ပေါ့နော်အာကျွန်တော်တို့ဘာနဲ့ထုတ်လို့ရလဲဆိုရင်ဒီမှာကြည့်လိုက်ပါ PayPal နဲ့ထုတ်လို့ရတယ်ပေါ့နော် PayPal နဲ့ထုတ်လို့ PayPal နဲ့ထုတ်လို့ရတဲ့အထဲမှာဒီကောင်ကကြတော့အာဟွာဒီထုတ်လို့ရတယ်5 dollar ဒီထုတ်လို့ရတယ်ဒီမှာနော်တို့ရဲ့အ ਨੇ ဆုံးအမောင်းကအပေါ်မှာပြထားတယ်ဗျာ5 dollar ါဒီကောင်ဆိုလို့ရှိရင်တော့10ဒေါ်လာ15ဒေါ်လာ25ဒေါ်လာ50ဒေါ်လာဒါတွေမျိုးတော့တရာထိ ထုတ်လို့ရ200โอเคတို့ရဲ့ဒိတ်ဆုံးကတော့200ထိထုတ်လို့ရတယ်ပေါ့ဒါကကြတော့ visa ကတ်ပြဗီဇာကတ်မှာလည်းအလိုပဲ5ဒေါ်လာ30 25 50 85တရာ150 200ဒူလန်ဗီဇာကတ်နဲ့လည်းနေရာတိထုတ်လို့ရတယ်။ဒါကကြတော့ကျွန်တော်တို့ crypto နဲ့ထုတ်တာကျွန်တော်တို့မှာ bitcoin တို့ဘာလို့ရှိရဲ binance ရဲ့ဆိုရင် binance နဲ့ထုတ်လို့ရတယ်ပေါ့ဗျာနော်။ တို့ကကြတော့ဒီမှာအာ62ပေါ့နော်တုံညတတ္တမ62ကနေပြီးတော့ထောင်တထောင်ထိထုတ်လို့ရတယ်ပေါ့နော်ဒါ Bitcoin နဲ့ထုတ်တာတရားလဲလို့ပဲတုံညတတ္တမ90ပြား90ကနေပြီးတော့မှတထောင်ထိထုတ်လို့ရဒါကြတော့ Litecoin ပေါ့ Litecoin ဟုတ်လားမသိဘူး Ernest စတာဆိုတော့ကျွန်တော်ထင်တာပေါ့နော်အာဒီကောင်လဲလို့ပဲဒီမှာနော်ဒါတွေကကြတော့ coin နေနဲ့ထုတ်တာပေါ့ဒါကကြတော့ Solana ဖြစ်မယ်တဲ့ အဲ့ဒါကြောင့် coin နဲ့ထုတ်တာဒါကြောင့် Binance ရဲ့လူတွေအနေနဲ့ဒီကောင်ဒီ coin လေးတွေနဲ့ထုတ်လို့ရတယ်ပေါ့ဗျာเนาะဒါရင်းလေးတွေနဲ့ထုတ်လို့ရတယ် Okay ဒါကတော့ငွေထုတ်တဲ့အပိုင်းပေါ့အခုကျွန်တော်တို့ဘယ်ကိုတွားမလဲဆိုတော့ကျွန်တော်တို့ gain ဆော့တဲ့အပိုင်းလေးကိုတွားမယ် Okay ကျွန်တော် gain ဆော့တဲ့အပိုင်းမှာကြည့်မယ်ဆိုရင်ဒါကတော့ gain အကြီးစားတွေဖြစ်မယ်ပေါ့เนาะဒါကောင်ကကြတော့အာပြီးတော့သူကအောက်မှာပေးတာလဲတော့မနေမနော်များတယ်ပေါ့เนาะဒီမှာကြည့်လိုက်ပါ မှာ90တချို့ကဆို200ကျော်ထိအောင်ပေးထားတာရှိရဒါပေမဲ့ဒါတွေကျွန်တော်တို့ကတော့ဆော့တာဒါမကျွမ်းကျင်ဘူးဆိုရင်နိုင်ဖို့ကတော့မတိတ်ချဘူးเนาะဒါဆို184တောင်ပေးထားပါဘောเนาะအာကျွန်တော်တို့ကကြတော့နည်းနည်းပါလွယ်တဲ့ game လေးတွေဆော့ရမှာပေါ့เนาะဒါကြတော့ gaming offer gaming offer မှာကျွန်တော်တို့ဒါဒီကောင် view all ကိုနှိပ်ပြီးတော့ကြီးလိုက်တယ်ဆိုလို့ရှိရင်သူကရှိတဲ့များအကုန်ပြပေးလိမ့်မယ်โอเคဒီမှာဆိုလို့ရှိရင် gain detail လေးပေါ့เนาะဒီကောင်လေးဆိုလို့ရှိရင်တော့ကျွန်တော်တို့9လောက်တယ်ပေါ့เนาะအာ နိုင်လောက်မဲ့ကောင်လေးရှာပေါ့ဗျာဒီထဲမှာကျွန်တော်ဘလို့ဂိမ်းလေးဆော့ရင်နိုင်လောက်မလဲအာအများကြီးလောဘကြီးပြီးတော့လေဒီအောက်က184တော့လို့ရာကနန်းဟာကြီးလို့ရှင်လဲသူကတန်ဖိုးများများပေးထားတယ်ဆိုလို့ကျင်အဲ့ဂိမ်းကလည်းနိုင်ဖို့ခက်လို့ပဲပေါ့နော်ဒါကြောင့်မလို့သူကတန်ဖိုးများများပေးထားတာပေါ့အဲ့တော့ကျွန်တော်တို့တန်ဖိုးတအားများတာယူမရှာဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကအလောက်ထိဂိမ်းကို တချို့ဂိမ်းကိုဆွဲဆွဲမြဲမြဲနဲ့ကြွန်ကြွန်ကျင်ဆော့တက်တဲ့လူတွေအတွက်တော့အဆင်ပြေမှာပေါ့ကျွန်တော်တို့ကျွန်တော်အတွက်ကကြတော့ဂိမ်းကအလောက်ထိဝါဒနာမပါတော့အဆင်မပြေဘူးအဲ့တော့ကျွန်တော်ဒီမှာနှစ်ချက်တန်လေးပေါ့နော်ဒါနှစ်တက်တမ69ဒေါ်လာရဲ့ဒီကောင်ကကြတော့ကျွန်တော်အဲ့ကောင်လေးတစ်ချက်ကြည့်လိုက်မယ်တူအဆင်နေတာများလားဆိုတော့ကျွန်တော်ကြည့်လိုက်မယ်อืมအဆင်နေများလားဆိုတော့ဒီကောင်ကဘောလုံးဖောက်တဲ့ဂိမ်းဖြစ်မယ်ပေါ့เนาะအဲဒီဒေးကိုဝင်ကြည့်လိုက် ီတိဝင်ကြည့်လိုက်တယ်ဆိုလို့ရှိရင်တူတူမှာရှင်းပြထားတဲ့အများကြီးရယ်ကျွန်တော်တို့ကမဖတ်တတ်ဘူးဆိုလို့ရှိရင်ဒီကောင်ကစကရင်ရှော့ရိုက်ပြီးတော့ ChatGPT ကိုတွားမေးဒါဘာပြောရလဲဆိုတာကိုပြောမေးလိုက်ပေါ့နော်โอเคကျွန်တော် reward ကိုကြည့်အောင် reward ဆိုတာကကြတော့တူပေးတဲ့ပတ်စံပေါ့เนาะဘယ်အဆင့်ရအောင်ဘယ်လောက်ပေးမလဲဆိုတာโอเคဒါကကြတော့ကျွန်တော်တို့ဒီမှာနောက်ကတူက need error နဲ့ဆုံးဖြတ်တယ်ပေါ့เนาะဒါဆိုကျွန်တော်ထင်တာ level လေးဖြစ်မယ်ပေါ့เนาะ10ချောင်းပေါ့အဲ့10ချောင်းပေါ့ဗျာတူက10 need get 10 need ဆိုတော့ အဲ့ဒီဘောလုံးလေးတွေဖောက်ရမှာပေါ့နော်အက်ဆယ်ချောင်းရတယ်ဆိုရင်သူက0.01ပေးမယ်ပေါ့ဗျာဒါဆိုလို့ချင်းအက်အချောင်း20ဆိုလို့ချင်း0.01ထပ်ပေးမယ်ဒါဆိုရင်0.02ဖြစ်သွားမယ်โอเคဒါဆိုလို့ချင်းကျွန်တော်အက်အချောင်း90ဆိုတော့0.040ဟာ sorry မြန်မာလိုကတရုတ်လိုကပြောကုန်အဲဟုတ်ပါဘူးမြန်မာလိုကအင်္ဂလိပ်လိုကပြောကုန် အဲ့တော့အအချောင်း60ဆိုရင်ပြားငါပြား40ရမယ်အအချောင်း100ဆိုရင်69ပြား okay အအချောင်း1000ကျွန်တော်တို့ဒါတော့နောက်ဆုံးလေပဲပေါ့အဲ့ဒါရပြီဆိုရင်တစ်ချက်နဲ့60နဲ့အာတပြားရမယ်ပေါ့ဒါဆိုအပေါ်ဟိုင်နဲ့အကုန်လုံးပေါင်းလိုက်တယ်ဆိုရင်ကျွန်တော်တို့မှာစုစုပေါင်းတစ်ချက်နဲ့အာ69ပြားရမယ်3ချက်နီးပါးရမယ်ပေါ့ဗျာဒါဆိုရင်ကျွန်တော်ဒါလေးကိုစော့ကြည့်မယ်ဒါစော့ရလွယ်မယ်လို့ကျွန်တော်ထင်တယ်ပေါ့ဗျာနော်အဲ့တော့အခုကျွန်တော်ပြောထားတဲ့အတိုင်းလေးပဲစော့တဲ့ဟာလေးတွေအဲ့လိုလေးလိုက်ကြည့်ရအောင်နော် ကိုလွယ်မယ်ထင်တဲ့ဟာလေးစော့ရတာဂိမ်းတွေအကုန်လုံးကတော့ကျွန်တော်လည်းမစော့တက်ဘူးဒါကြောင့်မိတ်ဆွေတို့လည်းကိုစော့တက်လောက်မယ်ထင်တဲ့ဂိမ်းတွေကိုပဲရှာပြီးတော့စော့ပါပြီးဂိမ်းတွေရောက်တော့ဆိုရင်လည်းဒီဂိမ်းရဲ့တဘောတဘာဝလေးကိုအာတေချာလေးနားလည်အောင်လုပ်ပြီးတော့စော့ပါတော့အာမဟုတ်ဝင်တဲ့အကောင်လုံးကျွန်တော်လာမေးရဆိုတော့ကျွန်တော်လည်းပြန်ဖြေနိုင်မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်လည်း gain ကိုအလောက်ထိဝါနနာမပါဘူးပေါ့နော်ဒါကကြတော့ဒီ platform မိတ်ဆွေတို့မိတ်ဆက်ပေးရဆိုတော့ဗျာဒီကောင်ကကြတော့တကယ်ရတဲ့အရာပေါ့နော်တကယ်ရတာမို့လို့ကျွန်တော်မိတ်ဆက်ပေးရပါ Okay ဲ့တော့ကျွန်တော်စကားမများဘဲနဲ့ game download ဆွဲမယ် download ဆွဲမယ်ဆိုဒီကောင်ကိုနှိပ်လိုက်ဗျာဒီမှာ play and m ဆိုတာလေးနှိပ်လိုက်ဒါဆိုရင်သူခဏလောက်စောင့်ပေးလိုက်ရှင် Play Store ကိုရောက်သွားမယ်ပေါ့နော်။ Okay ဒီမှာကြည့်ဒါဆို Play Store ကိုရောက်သွားပြီ။ဒါပေမဲ့ဒီ game ကကျွန်တော် download ဆွဲပြီးသားဖြစ်နေဗျာဒီမှာကြည့်လိုက်ဒီမှာ။သူက download ဆွဲထားပြီးသား game ဆိုလို့ရှိရင်ကျွန်တော်တို့ pay ဆော့မဆော့ pay မဆော့တာမဟုတ်ဘူးဆော့တယ်ဆိုရင်တော့ကျွန်တော်တို့ပတ်စံမရဘူးပေါ့ဗျာနော်။အဲ့ဒါဆိုကျွန်တော်နောက်ထပ်လွယ်တဲ့ဟာတစ်ခုခုတွက်ရှာ โอเคကျွန်တော်တွက်ရှာလိုက်တော့ဒီကောင်လေးတွေ့ရဗျာတူကအမောင်းကတော့နည်းပြား30ပဲပေါ့နော်ပြား30ပဲပေးရဒါပေမဲ့အာကျွန်တော်လောက်ရမှာလဲလွယ်လောက်တယ်ပေါ့နော်ဒီမှာအဆင့်တစ်ဆင့်ပဲရှိရဲအဲ့တော့စိတ်ချမ်းသာတယ်ကျွန်တော်ဒါအဲ့လိုမျိုး gain တွေကနေရဖို့ဟာဆိုရဲကဒါအဲ့တော့ပါမကြီးပေါ့နော်အဲ့လိုမိတ်ဆွေတို့ကတော့ gain ဆော့တာကျွမ်းကျင်တယ်ပေါ့နော်ဒီ gain တွေကိုဒါကဝါဒနာထုံတယ်ဆိုလို့ရှိရင်တော့ဗျာအပေါ်အပြင်မှာ အပြင်အဟာလေးတော့ download ဆွဲပြီးစော့မယ်အစားပေါ့နော်ဒါမျိုးဒီနေရာကနေလာပြီးတော့ download ဆွဲပြီးစော့တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဘာလို့ဆိုတော့အပြင်လည်းပြည့်ရဗျာအချိန်တိုင်းပတ်ဆိုင်လည်းရမယ်ကိုကနိုင်ရင်ပေါ့ဗျာနော်ဘာကျွန်တော်ပြောချင်တာဒီ game တွေကိုလေပတ်ဆိုင်ရဖို့ပတ်ဆိုင်အဲ့လိုမျိုးစီးပွားရေးတစ်ခုလိုမျိုးကြီးကောငါဒီ game ကနေပတ်ဆိုင်ရအောင်ရှာမယ်အဲ့လိုမျိုးကြီးပဲတွားပြီးတော့မလုပ်စေချင်ဘူးဘာလို့လဲဆိုတော့အဲ့လိုလုပ်ရင်တကယ်လို့မရလာတဲ့အခါကျရင်မိတ်ဆွေတို့စိတ်ဓာတ်ညစ်ရမယ်ပေါ့နော်အဲ့လိုမျိုးကြောင့်မလို့ကျွန်တော်က ဒါမျိုးဖိအားတစ်ခုလိုမျိုးဖြစ်နေမှာဆိုလို့အဲဂိမ်းဆိုတာကျွန်တော်တို့အပြင်းပြေဆော့တဲ့အရာဗျာအဲအပြင်းပြေဆော့တဲ့နေရာနေမှာအာမုံဖိုးပဲဖိုးလေးပြန်ရအောင်ပေါ့နော်ဒီလိုလေးပဲဆော့တင်နေပေါ့နော်ဒါကျွန်တော်အကြံပေးရပါဘူးโอเคကျွန်တော် play and ကိုနှိပ်လိုက်อืมဒီမှာဒီဂိမ်းလေးဆိုလွယ်လောက်တယ်ပေါ့နော်ကျွန်တော် install တင်လိုက်မယ်โอเคပေါ့နော်အခုဆိုလို့ရှိရင် install ပြီးသွားပြီအဲဒီတော့ကျွန်တော်တို့တွက်ကြည့်လိုက်မယ်ပေါ့နော်ဟုတ်ဒီမှာရောက်ပြီပေါ့နော်ဒီမှာ berry ဟမ်ဒါလေးကိုကျွန်တော်ဖွင့်ပြီးတော့ဆော့ရမယ်ပေါ့ ဆိုင်လေးစောမယ်ဆိုလို့ရှင်တော့ခဏလောက်စောလိုက်ရင်ရမယ်ထင်တာပဲဒီမှာအင်္ဂလိပ်ဘာညာဂရိကဘာသာစကားရွေးကိုင်းနဲ့ကျွန်တော်အင်္ဂလိပ်တစ်ခုထားလိုက်တယ် accept ထားလိုက်တယ် okay ဒါလည်း accept ပဲထားလိုက်တယ်ဟွန်း data download data download record to play we recommend use wifi okay ။ Okay ကျွန်တော်ကတော့ gain တွေကိုဝင်ပြီးတော့မစော့ပြတော့ဘူး။ညတော့ကျွန်တော်တခြားလေးပြောစရာရှိသေးလို့။ Okay ခုတမကျွန်တော်ခုနက free crash တွေကိုပြန်ဝင်လိုက်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်နောက်တခြားဟာပြပေးစရာရှိသေးလို့ပေါ့နော်။ဒီထဲမှာဆိုလို့ရှိရင်လေကျွန်တော်တို့ offer partner ဆိုတာဒီတူကဒီအပေါ်က gain တွေကိုဘယ်ကနေတွားယူထားရလဲဆိုတော့သူကဒီ company တွေကနေတွားယူထားရဆိုတဲ့အတိတ်ပဲ။အဲအကြောင်းတော့မိတ်ဆွေတို့ကလည်းဒါမျိုး အာဒီ free crash တခုပုံစံမျိုးလုံးလို့မရဘူးလားဆိုတော့ရတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ကတင်းနေဘာဘာနီးပညာလေးအာဘူဒုဒရှိရဆိုလို့ရှိရင်ဒီ company မှာ account တော့ဖွင့်ပြီးရောကျွန်တော်တို့ကဒီဟွာတို့ရဲ့ afflick ဟိုတခါကျွန်တော်လုတ်ခဲ့တဲ့ afflick program ဆိုတဲ့ဟာပေါ့နော်အဲ့လိုမျိုးပုံစံနဲ့တွား join လို့ရတယ်ပေါ့နော်အဲ့တော့သူများတွေ gain ဆော့တဲ့ရှေ့ရနေပြီးတော့မိတ်ဆွေပတ်ဆိုင်ရမယ်ပေါ့ဗျဒါကတော့နည်းနည်းမြင့်တော့ဖြစ်တဲ့အတွက်ကြောင့်ကြော်လိုက်မယ်ဒီနေ့မှာဟုတ်လား အာ Safari ပေါ့နော် Safari Partner ဆိုတာကြတူကဒီ company တွေကနေပြီးတော့ Safari Test တွေကိုတွားယူထားတယ်ဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့တော့ကျွန်တော်ကမိတ်ဆွေတို့ကို Safari ပြပေးမယ်ဒီမှာ Other Offer ဆိုတဲ့နေမှာရှိရဒါကို View နေလိုက် View All နေလိုက်တယ်ဆိုလို့ရှိရင်ဒီမှာပေါ်လာတဲ့ဟာတွေကစော်ရမယ့်အရာတွေမဟုတ်ဘူးကျွန်တော်တို့မေးခွန်းလေးတွေဖြေပေးရမယ့်အရာတွေတူလို့ပြောထားတဲ့ဟာလေးလုတ်ပေးရမှာပေါ့နော်အာဒီမှာကြည့်ဒါဆိုဒါတွေဆိုလို့ရှိရင်ဒါတွေကကျတော့ Safari ပေါ့နော်ဒီမှာ ဒါဆိုအာလီဘာဘာရဲ့ shop.com เนาะ website ဒါဆိုလို့ရှင်လဲဟိုမေးခွန်းတွေဖြားပြီးဖြေရ test လေးလုပ်ရတော့ဗောဗျာဒါဆိုလို့ရှင်တော့အာဒါကြ crypto နဲ့တက်ဆိုင်တာတွေဗော Okay ဒီမှာသူရေးတာဒါကြတော့3ရတ္တမ3ရ4ဗောเนาะအဲ့လောက်ပဲရမယ်သူကျွန်တော်တို့လုပ်ရမှာကြဒီမှာ qualify and completed server ကြီးရဲ့သူမေးတဲ့မေးခွန်းတွေကိုကျွန်တော်တို့ဖြေပေးရမယ်ဗောဗျာဒါကျွန်တော်တို့စလုပ်မယ်ဆိုလို့ရှင်သူကဘယ်လိုတွေမေးရမလဲဆိုတော့အတက်ဘယ်လောက်ရှိပြီလဲတော့ အာလူကြီးလားကလေးလားတို့ဖုံးဘလိုမျိုးစားကြိုက်တယ်လဲတို့ဘယ်မှာနေရလဲတို့ဒါမျိုးလေးရောဗျာအလာပါတလာပါရဲ့မေးရပါတို့ကပြောရလို့ကျင်တူရဲ့ software ကိုတူစမ်းတက်တာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးပေါ့ဒါလေးကြာ server လို့ခေါ်တာပေါ့နော်အဲ့ဒါလေးလုတ်ပြီးရတာပေါ့ဒါမျိုးလေးပေါ့အဲ့ဒါကြာနဲတယ်ပေါ့နော် okay အခုနောက်ဆုံးတစ်ချက်ကြံတာကဘာလဲဆိုတော့မိတ်ဆွေတို့ရဘက်ဆိုင်ဘလို့ရအာရနေပြီလားမရဘူးလားဆိုတော့ဘမတွတ်ကြည့်ရလဲဆိုတော့ကျွန်တော်တို့ရဲ့ gain နေထဲမှာတွတ်ကြည့်ရတာမဟုတ်ဘူးဗောနော်ဟုတ်ကဲ့ပတ်စံရရလားမရဘူးလားဆိုတော့ကျွန်တော်တို့က gain နေထဲမှာကြည့်ရတာမဟုတ်ဘူးကျွန်တော်တို့ဒီ fee crash ထဲမှာလာကြည့်ရတာဘမဘလို့ကြည့်ရလဲဆိုတော့ဒီမှာကြည့်လိုက်ကျွန်တော်မှတက်ကြည့်ရလဲဆိုတော့ဒီမှာလာကြည့်ရပါဘောနော်ဆိုတော့ကျွန်တော်ကဒီအာမြပစ်ဂိမ်းဒီဂိမ်းလေးပေါ့ဒီဂိမ်းလေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်မှာဆိုလို့ရှိရင်တော့ဒါကကြတော့ အာကျွန်တော်ရက်လွန်သွားပြီအဲ့တော့ကျွန်တော်အောက်ကိုဆွဲလိုက် complete ဆိုတာရှိရယ် complete and expire ဆိုတာရှိရယ်ဒါဆိုဒီမှာဆိုလို့ကျရင်ကျွန်တော်အဲ့ game ကိုဆော်တာဒီအာ level 2တိပဲကျွန်တော်ပြီးထားတယ်ဗောနော်2တိပဲပြီးရတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီလောက်ပဲရတယ်ဗောအာဒါဆိုလို့ကျရင်တော့ကျွန်တော်မပြီးထားတဲ့ဟဲ့ဟာတွေဗောနော်ကျွန်တော် game ဆော်ရပြင်းတဲ့အတွက်ကြောင့်မပြီးဘူးဗောနော်မပြီးရတဲ့အတွက်ကြောင့်တော့တူတာဒါတွေမပြီးဘူးဆိုပြီးပြထားတယ်ဗောနော်ဒါ ဲ့ကြောင့်မို့မိတ်ဆွေပတ်စံရရလားမရရလားဆိုတော့မှာတွက်ကြည့်ရလဲဆိုတော့ဒီအောက်နားမှာတွက်ကြည့်ရပါဘောနော်ဒီနားလေးမှာလာကြည့်ပါအဲ့ဒါမှာပဲမိတ်ဆွေတို့တကယ်ပတ်စံရမရဆိုတာတိရပါဘောနော်ဂိမ်းထဲမှာ level ဘယ်လောက်ရှိဘယ်လောက်ရှိဆိုတာဒါပြီးသွားပြီဆိုလို့ရှိရင်သူကဒီညမှာလာပြပြရောနော် Okay ဒါဆိုလို့ရှိရင်မိတ်ဆွေတို့တေချာလေး short တက်သွားမယ်လို့ကျွန်တော်ထင်တယ်အာဗီဒီယိုကတော့ဒါပဲ